အာမင်။ဩသခင်ယေရှုခရစ်ချစ်ပါသည်။သခင်ယေရှုခရစ်ရဲ့နှုတ်ကပတော်ကိုချစ်ပါသည်။ဩသခင်ယေရှုနေတုံးမတော်ဘာပြား၌ရှိသောအသင်းတော်အတွက်ခရစ်ကိုချီးမွမ်းပါသည်။ဟာလေလုယ။ဩတုံးမတော်ဘာပြား၌ရှိသောအသင်းတော်ဒီဒီထရီတတရောနေဩဝါဒစာဆောင် ပထမစာဆောင်ဒီခမဲတော်ဘုရားနှင့်သခင်ယေရှုခရစ်၌ သိရှိသောတတလောနေမြို့သားတို့ရဲ့အသင်းတော်တို့ရေးသားပြဖို့တော်စာဖြစ်သည်တစ်ဖက်တွင်တတရောနေမြို့ရှိအသင်းတော်သည်တတရောနေမြို့သားတို့ရဲ့အသင်းတော်ဖြစ်သည် အခြားတစ်ဖက်တွင်ဤအသင်းတော်သည် ခမဲတော်ဘုရားနှင့်ယေရှုခရစ်၌သိရှိသည်သူတို့တော်အသင်းတော်ဒီခမဲတော်ဖခင်ရဲ့အသက်နှင့်သဘောတပါဝဖြင့်မွေးဖွားပြီးကိုတော်ဖြစ်သည်များနှင့်လှုပ်ဆောင်တော်မူခဲ့သည်များတို့၌ သခင်ယေရှုခရစ်နှင့်အသက်ဆိုင်ရာတလုံးသမားတည်းဖြစ်သည် အသင်းတော်သည်ဖျားခင်ဤအသက်ရရှိသောသူများနှင့်ခရစ်တော်နှင့်အသက်ဆိုင်ရာပေါင်းစည်းခြင်း၌ရှိသောသူများဖြစ်ကြသည်ခမဲတော်ဖျားနှင့်သခင်ယေရှုခရစ်၌ရှိသောလူသားဖြစ်ခြင်းများနှင့်ဖွဲ့စည်းထားသည်ကိုကျွန်ုပ်တို့မြင်ရလို့အပ်သည် ဟာလေလုယအာမင်ဒေထရီနနခင်ကြွေးမွေခြင်း တက်တက်ခန့်ကြည့်တဲ့အငဲတဲ့ဘောလူဒီနော့တိလွာနှုဒီမောတဲ့တို့ဒီခမဲတော်ဖျားနှစ်တခင်ယေရှုခရစ်၌တည်ရှိတော်တတလောနှင့်မြို့သားတို့ရဲ့အသင်းတော်ကိုကြားလိုက်ပါ၏ဂျေစုတော်နှင့်ညီသက်ချင်းသည်တင်တို့၌ရှိပါစေတော်တိတ်ကောခန့်ကြည့်တဲ့အငဲနှစ်ခရစ်တော်ယေရှု၌တန်ရှင်းစင်ကြယ်ခြင်းခံရ၍တန်ရှင်းသူများအဖြစ်ခေါ်ထားခြင်းခံရတော်သူသည်ဟုတော့ ကောရိန္သုမြို့၌ရှိသောဗျာခင်ဤအသိန်းတော်မှစ၍ခတ်သိန်းတော်အရတ်တော်၌ငါတို့သခင်ယေရှုခရစ်ဤနာမကိုခေါ်တော်သူအပေါင်းတို့ကိုကြားလိုက်ပါ၏ထိုသခင်သည် သူတို့နှင့်ငါတို့ရဲ့သခင်ဖြစ်တော်မူ၏အာမင်လူချို့တို့သည်သုံးပါးတပါးဗျာ၌ရှိသောတတ္တရောနှင့်မြို့သားတို့ဤအသိန်းတော်နှင့်ဆက်လျင်ဖျှူတော်ကသူတို့ တတ်တာတော့နေပထမစားဆောင်ခန်းကြီးတငယ်တက်ကတုံးမတပါဖျား၌တည်ရှိတော့အတင်းတော်ကိုညွန်ပြထားကြောင်းတင်အခိုင်မှပြောဆိုထားသည်မှန်ပါသည်ဤချမ်းပိုက်သည်ခမဲတော်နှင့်ဒါတော်သခင်ယေရှုခရစ်ကို ဖော်ပြထားတော်လဲဝိညာဉ်တော်နှင့်ဆက်လင်း၍ပြောဆိုထားခြင်းမရှိပါဤချမ်းပိုက်သည်တုံးမတပါဖျားအကြောင်းကိုပြောထားပါကဝိညာဉ်တော်သည်အပေမှနီးဟု ပြောကောင်းပြောနိုင်ပါသည်အိန္ဒိယတွင်ဒါတာရကများစွာအထဲမှာတာရကတခုရှိသည်ရင်းမှာတမချန်းစာက မပြောဆိုထားတော့အရာသည် ပြောဆိုထားတော့အရာနည်းသူပင်အရေးကြီးပါသည်ထို့တို့မဟုတ်လင်နဲ့ပိုး၍ပင်အရေးကြီးပါသည်တခါတည်းအတန်ရှင်းသူများနှင့်ကျွန်ုပ်တို့ဆက်တွေ့ရာတွင် ကျွန်ုပ်တို့သည်တို့သည်သူတို့အားသစုံတရားပြောဆိုခြင်းမှရှောင်ရှားတတ်ကြသည်ဤသည်မှာသူတို့အား ကျွန်ုပ်တို့ပြောဆိုသောအရာထက်ပို၍အရေးကြီးကြောင်းရေးကြည့်နိုင်ပါသည်အရေးကြီးကောင်းအရေးကြီးနိုင်ပါသည်ပေါ်လူကအဘဲကြောင့်ခမဲတော်ဖျားသခင်ယေရှုခရစ်နှင့်အသင်ရှင်တော်ဝိညာဉ်တော်၌တည်သောတသက်တော်နေမြို့သားတို့ရဲ့အသင်ရှင်အသင်းတော်များအသင်းတော်ဟုမပြောဆိုခဲ့ပါသည်နည်းတဲ့တဲ့ခန်းကြီးတဲ့အငယ်တဲ့တွင်ပြောဆိုထားတော့ဘုရားခင်သည်၃ပါးတပါးဘုရားပင်ဖြစ်ကြောင်းစိတ်ချမှုရှိပါသည် ရှိပါပေါ်လူဒီသုံးမတော်ပါဖြာဖြစ်ချင်းဤပထမဖြစ်တော်ခမဲတော်ကိုဦးစွာဖော်ပြသားသည့်အချက်အားဖြင့်ဤရာကိုကျွန်ုပ်တို့သိကြသည်ကျွန်ုပ်တို့၌ပထမတပါရှိသည့်အခါအတိုင်းဒုတိယဖြစ်တော်သားတော်နှင့်တတိယဖြစ်တော်ဝိညာဉ်တော်လည်းရှိသည်ပေါ်လူကခမဲတော်အကြောင်းကိုပြောဆိုသားသည့်အချက်မှာသူသည် သုံးမတော်ပါဖြာအကြောင်းကိုစဉ်း စဉ်စားကြောင်းအခိုင်အမာညွှန်ပြချက်တစ်ခုဖြစ်သည်ထို့အပြင်တခိယေရှုခရစ်ဟူသောအတုံးတော်မှာဝိညာဉ်တော်ကိုရည်ညွှန်းသည်ခမဲတော်ဘုရားနှင့်တခိယေရှုခရစ်ဟူသောအတုံးတော်နှစ်ခုလုံးမှာဝိညာဉ်တော်ကိုရည်ညွှန်းသည်ထို့ကြောင့်တိတ္တအခန်းကြီးတည်းငယ်တည်းတွင်ဝိညာဉ်တော်ကိုရည်ညွှန်းပြီးသာတည်နာလေရသည်ခမဲတော်ဘုရားနှင့် သခင်ယေရှုခရစ်၌တည်ရှိရဲ့အဆိုဒီမှာကျွန်ုပ်တို့ဒီဝိညာဉ်တော်၌လည်းတည်ရှိကြောင်းယေညွန့်ခြင်းဖြစ်သည်ထို့ကြောင့်တိတ္တခံကြီးတစ်ငယ်တစ်တွင်သုံးမတော်ဘာဖျားကိုယေညွန့်သည်ဤချမ်းပိုက်ကအတင်းတော်သည် သုံးမတော်ဘာဖျား၌တည်ရှိကြောင်းပေါ်ပြသည်အတင်းတော်သည်ဖျားခင်နှင့်ဆက်ဆံကြောင်းသို့မဟုတ်ခရစ်တော်နှင့်ဆက်ဆံကြောင်းပြောဆိုရန်မှာအလွန်ပင်ရိုးရှင်းသောအကြောင်းအရာတစ်ခုဖြစ်သည်သို့တော်လည်းအတင်းတော်သည်ခမဲတော်ဖျား၌၎င်း သခင်ယေရှုခရစ်နဲ့၎င်းတည်ရှိကြောင်းကိုကြေညာခြင်းမှာပို၍နှဆိုင်ပြီးလေးနက်မှုရှိသည် ဥပမာအနေဖြင့်ကျွန်ုပ်တို့သည်ပုဂ္ဂိုလ်တူဖြစ်ကြောင်းပြောဆိုခြင်းမှာအကြောင်းအရာတစ်ခုဖြစ်သည်သို့တော်ထိုပုဂ္ဂိုလ်၌တည်ရှိသည်ဟုအခိုင်အမာပြောဆိုခြင်းမှာလုံးလုံးနောက်ထပ်အကြောင်းအရာတစ်ခုဖြစ်သည်လူအနေဖြင့်ဆိုရတော့သစုံတူဖြစ်ရန်မှာဖြစ်နိုင်ခြေရှိပါသည် ထို့တော်ထို့သူ၌တကယ်ပင်တည်ရှိနေရန်မှမဖြစ်နိုင်ပါအသက်ဆိုင်ရာနှင့်အသက်ဖြစ်သောနေလ၌တာလေအသိတော်သည်သုံးပါးတပါးဖြာ၌တည်ရှိနိုင်သည်ကျွန်ုပ်တို့သည်အသက်ရဲ့လမ်းကိုလုံလောက်စွာ နားလည်ခြင်းမရှိကြပါထို့တော်လည်းဖျားခင်သည်၎င်းကို အပြည့်အဝနားလည်တော်မူသည်ထို့မြတ်မကဖျားခင်သည်အသက်ဤလမ်း၌တစုံတရာကိုပြုတော်မူနိုင်သည် အသက်ဆိုင်ရာနှင့်အသက်ဖြစ်သောနေလ၌ဘုရားခင်သည်အသင်းတော်ကိုသုံးပါးတပါးဘုရား၌တည်ရှိနိုင်စေရန်ပြုလုပ်ခဲ့သည်အသင်းတော်သည်ဘုရားခင်၏အရာဖြစ်ရန်အတွက်ဘုရားခင်သည်ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ဖြစ်ယုံနှင့်ဖြစ်လုံလောက်ပါသည်သို့တော်လည်းအသင်းတော်သည်ဘုရားသခင်၌တည်ရန်တည်ရှိရန်အတွက်ဘုရားခင်သည်ကျွန်ုပ်တို့ရဲ့ခမဲတော်ဖြစ်ရမည်ဖြစ်ပြီးကျွန်ုပ်တို့သည် ကိုရောနဲ့အသက်ဆိုင်ရာဆက်နွယ်ခြင်းရှိရန်လိုအပ်ပါသည်ဟာလေလုယာထိုနည်းသူစွာသင်တော်သည်ယေရှုခရစ်၌တည်ရှိရန်အတွက်ခရစ်တော်သည်ကျွန်ုပ်တို့အဖို့သခင်နှင့်ယေရှုဖြစ်ရမည်အာမင်ဟာလေလုယာအသင်တော်သည်ခရစ်တော်ယေရှု၌တည်ရှိရန်အတွက်ခရစ်တော်သည်ကျွန်ုပ်တို့အဖို့သခင်နှင့်ယေရှုဖြစ်ရမည် သမတိကျန်ကအတင်းတော်သည်ဖျားခင်၌ရှိသည်ဟုမပြောထားကြောင်းတင်းနာလည်းရအရေးကြီးပါသည်တက်တက်ခန်းကြီးတက်ငယ်တက်ကအတင်းတော်သည်ခမဲတော်ဖျားနှင့်သခင်ယေရှုခရစ်၌တည်ရှိကြောင်းပြောပြထားသည်အာမင်ဟာလေလုယာအိုးသမတိကျန်တွင်အတင်းတော်သည်ခမဲတော်ဖျားနှင့်သခင်ယေရှုခရစ်၌တည်ရှိကြောင်းသာပေါ်ပြထားပါသည် အာမင် တင်းတော်ဒီဘုရားတစ်ခင်၌ရှိကြောင်းကိုမဖော်ပြထားပါ အသင်းတော်ဒီခမဲတော်ဘုရားနှင့်သခင်ယေရှုခရစ်၌တည်ရှိကြောင်းလို့ဒါသမတ်သက်တွင်ဖော်ပြထားပါသည်အာမင်ဤဒီမှာအသင်းတော်ဒီခရစ်ဘုရားတစ်ခင်၌ရှိယုံတာဖြစ်ကြောင်းနှင့်ပြောဆိုခြင်းနှင့်ကွဲပြားပါသည်အကြောင်းမှာတင်းတော်သည်၃ပါးတော်ပါဘုရား၌တည်ရှိကြောင်းကိုဖွင့်ပြထားတော်ကြောင့်ဖြစ်သည်ဟာလေလုယာ အသိတော်ဒီတုံးမတော်ဘာပြ၌ရှိကြောင်းကိုဖွင့်ပြခြင်းဖြစ်အသိတော်ဒီခမဲတော်ဘုရား၌နှစ်တသခင်ယေရှုခရစ်၌ဒီရှိကြောင်းကိုဖွင့်ဆိုထားပါသည် အာမင်တမန်ကျမ်းစာအရအသိတော်ဒီဘုရားခင်၌ရှိယုံတာဖြစ်သည်ဟုတော့အကြောင်းအရာမျိုးမရှိပဲအသိတော်ဒီတုံးမတော်ဘာပြ၌ရှိခြင်းဖြစ်သည်ဟာလေလုယယခုကျွန်ုပ်တို့ဒီဘုရားခင်နှင့်တုံးမတော်ဘာပြအကြရှိ ကွာခြားချက်ကိုဂယုတဆိုင်ဆင်ခြင်ရန်လိုအပ်သည်ရာခင်အကြောင်းတော်ပြောဆိုခြင်းမှာကိုရောဒီအစဉ်စဉ်ဖြစ်ကြောရသေးခြင်းမရှိတကယ်တော့မှတ်ယူခြင်းဖြစ်သည်တို့တော်တုံးမတော်ဘာဖျားဆိုဒီမှာကိုရောရဲ့ဖြစ်စဉ်၌ရှိတော်ဘုရားသခင်ကို ဆိုလိုသည်ကဘာဟုအခန်းကြီးတဲ့အငယ်တေကအစအဦး၌ဘုရားခင်သည်ကောင်းကင်များနှင့်မြေကြီးကိုဖန်ဆင်းတော်မူ၏ဟုပြောဆိုထားသည် ။အိုးဤကျမ်းပိုက်တွင်ကျွန်ုပ်တို့သည်အစဉ်စဉ်ပြတ်ကျော်တော့ဘုရားခင်ကိုမမြင်တွေ့ရပါဟုတ်ပါတဲ့။ဆိုလိုဒီမှာ ကျွန်ုပ်တို့သည်ခမဲတော်တားတော်နှင့်ဝိညာဉ်တော်ကိုမမြင်တွေ့နိုင်ပါ။သို့တော်ဓမ္မတိကျမ်းတွင်မူသုံးပါးတပါးဘုရားကိုအပြည့်အဝဖွင့်ပြထားသည်။အာမင်။ဟာလေလုယ။အိုးသခင်ယေရှုဘုရား။သမတိကျမ်းအတွက်ကျေးဇူးတင်တယ်။အိုးသမတိကျမ်းတွင်သုံးပါးတပါးဖျားရဲ့ဖျားကို အပြည့်အဝ ဖွင့်ထားခြင်းအတွက်ချီးမွမ်းပါသည်အာမင်အိုးတကီယေရှုအသင်းတော်သည်ခမဲတော်ဖခင်နဲ့တားတော်ယေရှုခရစ်၌တားသည်ရှိပါသည်အိုးအသင်းတော်သည်ဖခင်တစ်ခင်၌တည်ရှိကြောင်းကိုဖွင့်ပြထားခြင်းမရှိပါတို့အတွက်ကြောင့်ယနေ့ဓမ္မတင်၌ရှိသောယနေ့ကျွန်ုပ်တို့ယုံကြည်သူတန်ရှင်းသူများသည်ဘုရားသခင်နဲ့တုံးမတော်ပါဖျားရဲ့မတူညီသောကွဲပြားခြင်းကို ြင်တွေ့ပါမိအကြောင်းအိုးသခင်ယေရှုကိုရိုဒီကယူနာပြုခြင်းအတွက်ချီးမွမ်းပါသည်အာမင်ဟာလေလုယာ